ကောင်တာကိုရွှေ့လိုက်နော်ကောင်တာဆို1 2 3ဆိုသူတို့ခေါ်ပေးတယ်နော်ဘယ်ကောင်တာလဲဆိုတာဥပမာရန်ကုန်တိုင်းဒေသကြီးဆို1 2 3 4 5အထိရှိတယ်ခြံတဲ့ဟာတွေကခြံတဲ့မျိုးနယ်တွေကိုခေါ်ပေးတယ်အဲ့ကြာကြီးသူကအစင်တိုင်းမဟုတ်ဘူးဟို1 2 3မှာလဲ3ရအားလဲဆို3ကောင်တာ3ပါတဲ့လူလားလားဆိုကိုကသွားလိုက်ဟုတ်ပြီနော်အဲ့မှာမှမဲယုံမှုစီရောက်ပြီးကိုရဲ့ဗဟန်းမျိုးနယ်ဆိုရင်ဗဟန်းဆက်မျိုးနယ်ပိုင်ကိုကိုကကြည့်လိုက်ပေါ့နော်သူတို့ကိုလည်းကြားလို့ရတယ်အဲ့မှာမှာကိုရက်ကွက်ကိုပြောလိုက်ကိုကဘိုးချုံနှစ်ရက်ကွက်ကဆိုဘိုးချုံနှစ်ရက်ကွက်ကနံပါတ်16ဆိုနံပါတ်16အဲ့ကြာကြီးသူကရှာလို့လွယ်တယ်ပေါ့ เนาะไอ้มามาตรูอ่ะโคโรเบ้สะยั่วเนี่ย3ခုกินเลย3ခုอ่ะบาเลยမျိုးသားလွတ်တော်ရဲ့ပြည်သူလွတ်တော်ရဲ့တိုင်းဒေသကြီး3ခုไอ้3ရွက်ကိုရအောင်ဆရာနောက်ပြီးไอ้3ไอ้ကိုလည်းရအောင်သူစာไอ้3ခုစာရွက်3ရွက်ပေးမယ်ไอ้มามาမျိုးသားလွတ်တော်ပြည်သူလွတ်တော်တိုင်းပြည်နဲ့တိုင်းဒေသကြီးလွတ်တော်ဆိုပြောပါไอ้มามาตรูอ่ะแม่ยังมุแล่มาทုံးเลยโอเคမြန်မာအိစာရဲ့၃ရက်ယူပြီးကိုကမဲပေးမဲ့စောင့်နေရအောင်ယုံလေးတွေစွာအဲ့ဒီမှာမှာကိုလိုဂျီနဲ့ဥစ္စာကိုချစ်ရချစ်တဲ့ခါမှလည်းဒီလိုပဲချစ် ဟုတ်ပြီနော်ဒီလိုပဲချစ်နော်အကောက်တွေပါမပါနဲ့နော်ဒီလိုပဲချစ်ချစ်ပြီးကိုချစ်တဲ့စာရွက်ကိုတုံးကျိုးချိုးလိုက်ဒီလိုတုံးကျိုးချိုးလိုက်ချိုးပြီးစာအိတ်တွေကိုထည့်မယ်စာအိတ်ကိုကော့ကတ်ကော့ကတ်ပြီးကော့အသိမကတ်တဲ့အတွက်များများကတ်ပါ ကောက်ကတ်သွားအောင်ပြီးအဲ့စာရေးကိုနောက်တဲ့တစ်ခန်းနဲ့သွားပြီးတော့မဲဘုံတွေရှိရယ်အမျိုးသားလွတ်တော်ကိုကျဲလဲဆိုတဲ့မဲဘုံမှာအမျိုးသားကိုထည့်မယ်ပြည်သူလွတ်တော်ဆိုတဲ့ဟာမှာပြည်သူလွတ်တော်ကိုထည့်မယ်တိုင်းဒေသကြီးဆိုတဲ့မှာတိုင်းဒေသကြီးရှိတယ်အခြားတစ်ဘုံလည်းရှိသေးတာပေါ့နော်တိုင်းနာတော့ဒါတော့ဒီမှာတော့မရဘူးပေါ့နော်ဒီမှာတော့သုံးခုပဲထည့်ရတော့သုံးခုပဲထည့်တယ်ဟုတ်ကဲ့ဖဲဖဲတော်သေးတာ sorry အယောင်အယောင်လည်းပါမခွဲဘူးအမဲဘာမှမပေးဘူးမဲအမဲချစ်မယ်ဆိုဒီလိုပဲချစ်သေးတာနော်တောက်တာတော့ကွေးတာတော့မလိုဘူးဆိုတော့ပြစိတ်တုံးလည်းမဟုတ်ဘူး ဒါဒီနေ့မှပြောင်းလဲသွားတဲ့အစီအစဉ်ဆိုသဘောကောင်းပါလေတန်တန်မှုကိုယ်တိုင်ကအပြင်မှာလုပ်နေတာเนาะဒါကတော့ဒါကတော့ကောင်းပါဆက်ရရပြီးမှလက်မှတ်ထိုးပန်းရမှာအဲဆာရွေးရပြီကလက်မှတ်ထိုးရတာလက်မှတ်ကအဲ့ဆာရွေးရမှမဲုံမှုလက်မှတ်ထိုးခံရဟုတ်ကဲ့ဆာရွေးရတဲ့နေရာနဲ့လက်မှတ်ထိုးပေးတဲ့နေရာနဲ့တနေရာလေးပဲအတူတူပဲတနေရာလေးပဲဟုတ်ပြီနော်ဆာရွေးယူမယ်တက်စီမယ် အမစောစောစာရေးအပေါ်မှာလေဟိုတိုင်းဒေသကြီးတို့အမျိုးသားလွှတ်တော်တို့ရေးထားတာအဲ့တော့အမျိုးသားလွှတ်တော်ဆိုတဲ့ဒီမဲကိုအမျိုးသားလွှတ်တော်ဆိုတဲ့စာရေးထည့်ခဲ့ရမယ်ဟုတ်ကဲ့ပါအန်တီကတော့မမားကတော့ဒီလိုကင်လိုက်တယ်ဒါစာအိမ်မလားဒါသူ့ရဲ့လွှတ်တော်ဆိုဒီလိုကင်လိုက်တယ်ဒါတရက်ကုန်ဒါတစ်ခုကင်ရတယ်နောက်တစ်ခုလည်းအဲ့မှာတစ်ခုလည်းမှာပဲချစ်ချစ်ပြီးတော့ထည့်ထည့်ပြီးတော့ပြလိုက်တော့တော့နော်မမဘုံကတော့ဒီလိုတပုံးလည်းပဲရေးမှာပေါ့တစ်ခုပြီးမှတစ်ခုဖွင့်ပြီးထည့်ထည့်ထည့်ပြီးတော့မှပေါက်ကတ်ပေါ့ရှင်းတာပေါ့ဒီလိုမျိုးလေတားသမီးမှ တမိစာရဲ့မဲစာရဲ့ဓာစာအိဒီလိုမျိုးကြိုက်တာဟုတ်တယ်နော်နောက်တစ်ပါးမျိုးသားစုတော်လာပဲဆိုရင်မျိုးသားစုတော်စာအိဒါတို့တစ်ခုကြိုက်တာတော်မမားတော့ဘောသူကလည်းသူမှန်သွားပြီဘောအဲ့စာအိကိုပဲကော်ကက်ကော်ကက်ပြီးတော့ဒီမှာပေါ်ဒီကတိတုံးထဲလာ